အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာကျွန်တော်ဒီချိန်မှာဗာလေးစိတ်ဝင်စားဖို့ကောင်းတယ် transfer ပြောင်းရွှေ့လေးရှိရနော်ဒီနေ့ကျွန်တော်တင်ဆက်ပေးမှာတော့မန်ယူသင်းရဲ့ပြောင်းရွှေ့သတင်းလေးရေလေဗာပူးသင်းရဲ့ကစားသမားပြောင်းရွှေ့သတင်းလေးရေဘိုင်ယန်မြူးနစ်သင်းရဲ့ကစားသမားပြောင်းရွှေ့သတင်းလေးတွေဘာစီလိုနာသင်းရဲ့ကစားသမားပြောင်းရွှေ့သတင်းလေးတွေ transfer ကတော့ဘီလောက်ဇန်နဝါရီလမှာအငားနဲ့တော့ကစားပြီးတော့25ပွဲတိတိမှာ 16ဘွဲ့ထိပွဲထွက်ခဲ့ကစားပြီးတော့6-9ထိတွင်းပြီးတော့၃လုံးထောက်ပတ်ထားကစားသမောင်း Real Betis မှာတော်တော်ခြေစမ်းပြရနော်16ဘွဲ့ကစားပြီး15ဘွဲ့ထိပွဲထွက်ခဲ့5-9ထိတွင်းလာပြီးတော့နှစ်လုံးထောက်ပတ်ထားတဲ့အနေအထားတစ်ခုမှာ Fast Ocean နေနဲ့ Leverkusen နောက်တန်းကစားသမားတွေ Tap ကို Heavy Go ရပါပြီဒီကစားသမားရဲ့အသက်က26နှစ်ရှိနေပြီနော်ပတ်တန်းဆိုတော့ AC ပဲရမယ်လေးရော Barcelona တဲ့ဟာ 2031ခုနှစ်ထိစာချုပ်ချုပ်ဆိုပြီးတော့သူခေါ်လို့ရတယ် rally core ထည့်တာဘလားလဲသိတာ1 billion ဆိုတဲ့ rally core နဲ့ဘယ်သိမ်းဆိုခေါ်လို့ရပါပြီသူတန်းတရာနဲ့တော့ကန်လန်းတယ်လို့တတင်းနဲ့တက်လာနော်ခက်သက်သက်လေးမစီတီကန်လန်းတဲ့ transpar ကို reject လုပ်ပြီးတော့ liverpool ကလည်းဘုံမောက်ဘယ်တောင်မှကစားသမားကာကက်ကိုလည်းဒီနေ့မှခေါ်ယူအပြစ်ဖို့နေသားရှိပါတယ် ဒီနေ့ရဲ့ငငယ်တို့ test ပါနေပြီးတော့အားလုံးနှုတ်ဆက်လိုက်ပါနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။